ိုကောင်းတဲ့ရလက်တွေကိုလိုချင်ရင်ပိုကောင်းတဲ့တငယ်ချင်းတွေကိုရှာဖွေပါအဲ့လိုပြောလိုက်လို့ရှိထားတဲ့တငယ်ချင်းတွေကိုစွန့်ပစ်ဖို့ပြောတာမဟုတ်ပါဘူး level up ဖြစ်ဖို့အတွက်ပိုကောင်းတဲ့တငယ်ချင်းတွေရှာဖွေဖို့ပြောတာပါတချိန်ကြရင်ကိုယ်ခန္ဓာကိုယ်ကိုဂယုစိုက်တဲ့သူနဲ့ကိုယ်ခန္ဓာကိုယ်ကိုဂယုမစိုက်တဲ့သူတွေကြားထဲမှာ ကြီးမားတဲ့ကွာခြားချက်တွေတွေ့ရလိမ့်မယ်။ကိုယ်ခန္ဓာကိုယ်ကိုဂရုမစိုက်တဲ့သူကတော့ကျမ်းမာရေးတွေညံ့လာမယ်။ယောဂဝေဒနာတွေလည်းထူပြောလာလိမ့်မယ်။ပျော်ရွှင်မှုဆိုတာကအနာဂတ်အတွက်ရွှေ့ဆိုင်းရမယ့်အရာမဟုတ်ပါဘူးပစ္စုပန်အတွက်ဒီဇိုင်းဆွဲရမယ့်အရာပါဒီတော့အခုကစပြီးတော့မှပျော်ရွှင်ဖို့အတွက်ဒီဇိုင်းဆွဲပါ မှန်ကန်တဲ့ယဉ်ကျေးမှုဆိုတာကဘလို့အခြေအနေမှာပဲဖြစ်ဖြစ် ပေါင်းတင်ဆက်ဆံရေးဆိုတာကစူးစမ်းတိဆောက်လို့ရတယ်အမြဲတမ်းပြုပြင်ပြောင်းလဲလို့ရတယ်ဆိုတာကိုသိရှိနားလည်ခြင်းပဲဒီတော့ဆက်ဆံရေးကောင်းစူးစမ်းပါအမြဲတမ်းပြုပြင်နေထိုင်ပါကိုကိုကို ပြောနေတဲ့စကားတွေကိုတတိထားပါ။ဘာကြောင့်လဲဆိုတော့ ကို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 ကပြန်နားထောင်နေလို့ပဲတချို့တွေဆိုလို့ရှိရင်ကိုကိုကိုမကောင်းတဲ့စကားတွေပြန်ပြောနေတယ်ဒီတော့မကောင်းတဲ့ဘဝတစ်ခုကိုရကြတယ် private life ဆိုတာကအမြဲတမ်းအောင်နိုင်မှုကိုပေးနိုင်တယ်ဒီတော့အောင်နိုင်ခြင်းဘဝမှာလျှို့ဝှက်စွာ နေထိုင်ပါ ကိုလုတ်ခဲ့တာတွေအလုံးကမှားနေတယ်လို့ထင်နေတာတွေရက်ပါ ကိုရဲ့အတိတ်ကဘသူနဲ့မှတူမှာမဟုတ်ဘူးတူလဲမတူနိုင်ဘူးတူလဲမတူတင်ဘူးဒီတော့ကိုလုတ်နေတာတွေအလုံးဟာမှားမနေပါဘူးလူတယောက်ယောက်ကိုတအားကြီးချစ်ကြောင်းတအားကြီးဂရုစိုက်ကြောင်းလူရာထပ်ပို့ပြီးတော့မှမပြပါနဲ့။ဘာကြောင့်လဲဆိုတော့ တချို့လူတွေကအလကားရတဲ့အရာဆိုရင်အထင်သေးလို့တန်ဖိုးမထားလို့ပါပန်းနိုင်မရှိတဲ့သူတယောက်ဟာနောက်ကိုပဲပြန်လှည့်နေမှာပဲဒီတော့ပန်းနိုင်ရှိတဲ့ဘွားတခုထူထောင်ထားပါရင်းနှံသင်းနေပန်းကလေးတပွင့်လိုနေထိုင်မှာအဲ့ဒီပန်းလေးကိုခြေမွှားလိုက်ရင်လည်း ဲ့ဒီပန်းကမွေးနေသေးပဲအဲ့လိုပဲလူဘဝမှာအချင်းစာရိတာကောင်းတဲ့သူ စိတ်ရင်းကောင်းတဲ့သူတယောက်ဖြစ်အောင်လုပ်ပါဒါမှ ကိုကဘယ်နေရာပဲရောက်ရောက်မွေးပြန့်နေမှာနာကျင်မှုကိုတော့ခံစားရမှာပဲစီကံရှိလို့နာကျင်ရတာ ਨੇ နောင်တရလို့နာကျင်ရတာဆိုတာပဲဒီတော့ကိုက စီကံရှိလို့ နာကျင်တာကိုရွေးမလားနောင်တရလို့နာကျင်တာကိုရွေးမလားဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့စုစုများတာဖြစ်ပါတယ်ကျွန်တော်လူငယ်တွေနဲ့မိတ်ဆွေတွေဟာလည်းဒီတနေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ကိုညင်လင်းအောင်ပါ